စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကချင်ကုန်းကျေးရွာကိုဒီကနေ့ AB 17ရက်မနက်၄နာရီဝန်းကျင်မှာစောစုကတိုက်လေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စောစုဘုံတွေဟာနေအိမ်တွေပေါ်မကြရောက်ပဲလမ်းဘေးကြရောက်လို့လူသူထိခိုက်မှုမရှိပဲတတ်တာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ AB လ9ရက်နဲ့10ရက်တွေမှာလဲကောလင်းမြို့နယ်အရှိချမ်းအင်ပင်လာကျေးရွာကစတင်ကြောင်းနဲ့ ဝင်းသူမျိုးနယ်နန်းခမ်းရွာကိုစိုးစုကဘုံကျက်တက်ဖြတ်လို့ကလေးငယ်တွေအပါအဝင်ပြည်သူ28ဦးသေဆုံးခဲ့ပြီး28ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ကောလင်းခရိုင်အင်းတော်မျိုးကိုလွန်ခဲ့တဲ့၈လကစလို့တော်လိုင်းရေးတပ်တွေကပိတ်ဆို့တိုက်ခိုက်ရာ AB 9ရက်မှာစိုးစု ထွက်ပြေးလို့တော်လိုင်းရေးတပ်တွေကအင်းတော်မျိုးကိုသိမ်းပိုက်ပြီးတဲ့နောက်စိုးစုကအခုလိုကောလင်းခရိုင်တွေကမျိုးရွာတွေကိုဒရက်ဆက်ဘုံကျက်တက်ဖြတ်နေတာဖြစ်ပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ပေးကြောင်းနိုင်ငံတော်ဝန်လူ3500ကျော်တိစုံပြီးအလောင်းတွေထုတ်ယူလို့မပြီးသေးခင်စုစုကတော်လန်ရင်အားစုတွေစုမုတ်ထိန်ချုပ်ထားတဲ့မြို့ရွာတွေကိုနေ့စဉ်ဘုံကျဲတက်ပြတ်နေတာပါ။